ဒီဗီဒီယိုကတော့ကျွန်တော်တို့တနင်္ဂနွေနေ့နိုဝင်ဘာ9ရက်နေ့ကဖိလစ်ပိုင်နိုင်ငံမှာဝင်ရောက်တိုက်ခိုက်ခဲ့တယ်ဗောနော်စူပါတိုင်ဖွန်းမုန်တိုင်းဗောနော်ဖန်ရောင်းရဲ့တိုက်ခတ်ပုံတွေပဲဖြစ်ပါတယ်နော်ကြည်ပါခင်ဗျာနော်စတင်တိုက်ခတ်တဲ့ပုံကနေမြို့နယ်ပြည်နယ်လမ်းမှာဗောနော်ဦးရာရိုပြည်နယ်နဲ့ကန်ယိုရန်မြို့တစ်ချောက်ကို အစမတန်ရည်ကြီးခဲ့တာเนาะကျွန်တော်ချက်မိတ်ဆွေတို့ကြည်ပါဗျာเนาะကျွဲတွေနွားတွေရောင်းလူတွေကူညီပေးရတာဗောနောကားတွေဆိုလည်းရေပေါ်မှာပြန်လွဲပြီးတော့လူတွေလည်းတော်တော်ဒုက္ခရောက်ကြတယ်ဗောနောအိုးအိမ်စည်းစိမ်တွေလည်းတော်တော်ပျက်စီးကြတယ်ဗျာကျွန်တော်ချက်မိတ်ဆွေတို့เนาะဒါတံဝေကရတင်တာဗောနောကျွန်တော်ချက်မိတ်ဆွေတို့ကြည်ပါခင်ဗျာเนาะကန်ယူရန်တစ်ချောင်းပြစီဆုံးချုံးတာပေါ့ဒေါ်လာတန်းပေါင်းများစွာပေါ့နော် ဒါပေမဲ့ဖရပိုင်အစိုးရအရေးပေါ်ကြီးညာပြီးတော့ဗောနော်မုံတိုင်းမဖြစ်ခင်မှာဂူးကြီးတတားနဲ့ဂရေးတင်းကဟိုအနီးရဲ့ကင်းရှင်းတဲ့နေရာကိုရွှေ့ပြောင်းပေးနိုင်ခဲ့တဲ့အတွက်အတက်ဆုံးရှုံးမှုနည်းပါတာဗောနော်အတက်ဆုံးရှုံးတဲ့လူ6ယောက်ကနေ18ယောက်ကြာပဲရှိပါတယ်เนาะကျွန်တော်ရှင်းပြစီလို့ကြည့်ပါအောင်စူပါတိုင်ဖုန်းမုံတိုင်းတိုက်ပြီးသွားတဲ့အချိန်ကြည့်ပါအောင်เนาะရာကကမီးတွေလည်းမရှိတော့တော့လို့ကျွန်တော်တို့ အိုးအိမ်တွေလည်းပျက်စီးသွားပါဘူးနော်ပြည်သူတွေဘယ်လောက်ထိတနာဖို့ကောင်းလဲကျွန်တော်ချစ်မေဆွေတွေနော်တဘာဝဘေးအန္တရာယ်ဖြစ်လာပြီဆိုရင်နော်ဘယ်ပြည်ဘယ်နိုင်ငံအမစိုးလူတွေပြည်သူတွေတော်တော်ဒုက္ခရောက်ကြရတယ်ကျွန်တော်ချစ်မေဆွေတွေနော်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ရောက်ရှိနေတဲ့နေရာဒေတာမှာတတိင်းတွေကိုဒီစားကြည့်ဖတ်ကြပါနော်ထိုင်းနိုင်ငံအညီကိုတွေလည်းသတိပရိယထားကြပါကြနော်ကြည်ပါကြနော်စိတ်မကောင်းစရာမြင်ကွင်းကြနော်